ကျမကိုနေတနာကိုရှင်မဆိုင်ရဲခဲ့ဘူးရှင်မဆိုင်နိုင်ဘူးဆိုလို့ရှင်ပုံပြီးမှန်ပါလိမ့်မယ်အဲ့ဒီတော့ကတော့ကျမရဲ့ဆုံးဖြတ်ချက်တွေမှန်တယ်လို့ပဲကိုယ့်ကိုဖြေသိမ့်နေခဲ့ရလေအဲ့နောက်ပိုင်းကိုနေတနာ ပို့ပေးလိုက်တာဆိုပြီးတော့ပန်းစည်းလေးနဲ့ ဒီလက်စလေးအိမ်ကိုရောက်လာလေဒီပစ္စည်းလေးတွေကိုမြင်ပြီးနောက်ပိုင်းကျမတိလိုက်ရတာကျမဆုံးဖြတ်ချက်တွေမှားသွားပြီဆိုတာပဲတနေ့နေ့တော့ကိုနေဒနာပြန်လာမှာပဲဆိုပြီးတော့ကျမယုံကြည်ထားခဲ့တယ်တကယ်လို့ပြန်မလာခဲ့ဘူးဆိုရင်လည်း ကိုနေဒနာတခြားတရားရောက်နဲ့လက်မထက်ခင်အချိန်ထိကျမဒီလက်စုပ်လေးကိုဝတ်ထားမယ်လို့ဆုံးဖြတ်ချက်ချခဲ့တယ်။မမဘာဖြစ်လို့ကျွန်တော်နောက်ကိုလိုက်လာမယ်လို့မဆုံးဖြတ်ခဲ့ရလဲ။ကျမကိုယ်တိုင်ငင်းလိုက်ပြီးတော့ကျမစိတ်ထင်ရပေးခဲ့တဲ့သူရဲ့နောက်ကိုကျမဘယ်လိုစိတ်နဲ့လိုက်ရရမှာလဲ။ကျမအဲ့လောက်ထိမျက်နှာပြောင်မတိုက်ရဲဘူးလေ။